明了吧？写个字也是可以，媒体比较比较方便。这边我们对比一下呢，还一个我家的马士达东风来的这边大龙梅呀吧，哦，那边有五毛二片，五月六线啊，五，那么五六线五月六号刚发布呢，五月三百家，五，上个月呢把它比了吧，啊，前五呢把它比了吧，上个月是吗？卡、um，上个月したいですか？这个里面可有秘诀呢？上个月，啊，这上个月也。 ဝေါ်ဟာရရဲ့အတိတ်ပဲ meaning ကိုပေါ့နော်မသိဘဲနဲ့ကိုကဘာပြောလို့ပြောမှမသိဘူးဆိုရင်ကိုက ES ဆိုပြီးတွားဖြေလိုက်လို့ရှင်ကိုကအချိန်မမစင်းကျင်ဘူးမစင်းဘူးဆိုရက်ပြီးငင်းလိုက်တဲ့အတိတ်ပဲတက်ရောက်သွားတယ်ကွာတိတာပြီးတော့ကျတော့နောက်တစ်ခုဥပမာပေးရမယ်ဆိုရင်ရှေ့ဘုတ်တို့ရမဲ mask ကရမဲ tightness ကမေးခဲ့ရပဲထား Height ဆိုပြီးကိုကတွားဖြေလိုက် အလုတ်ထွက်ချင်ပါတယ်အလုတ်ထွက်ပါမယ်ဆိုတော့အတိတ်ပဲတက်ရောက်သွားတယ်။ဘယ်ပြောချင်တာသိလား။အဲ့တော့ကျောင်းစကလုံးတစ်လုံးတစ်လုံးတိုင်းမှာအတိတ်ပဲအရန်ရှိရယ်ပေါ့နော်။အဲ့တော့ကျောင်းတို့အဓိကအနေနဲ့မေးရတော့ဂျပန်ကောင်နေလာသွားပါတည်တည်ချာချာလောက်သွားပါမေးရတော့အဲ့ဒါပဲအကြံပေးချင်တယ်ပြီးတော့အလုတ်ရှင်အလုတ်သမားဥပဒေဆိုတာရှိပါတယ်။ကိုကဒီကနေလွယ်လွယ်ကူကူသွားလိုက်မယ်ဟိုရကလွယ်လွယ်ကူကူဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့အလုတ်ရှင်ဘက်ကနေပြီးတော့လေကို့ကိုမကြိုက်ရင်အချိန်မီွေးအလုတ်ထုတ်ပိုင်ခွင့်ရှိတယ်ဥပဒေမျိုးရှိပါတယ် ဂျပန်စကားကိုလုံးဝမတက်လို့ဆိုပြီးပြန်ပို့ခံရတဲ့လူမျိုးတွေရှိပါတယ်။ပြီးရင်စာမွေးပွဲသူတို့တတ်မှတ်ထားတဲ့အရေးချင်းစစ်စာမွေးပွဲအန်ဖိုးလေပဲမအောင်လို့ဆိုပြီးပြန်ပို့ခံရတဲ့လူမျိုးတွေရှိပါတယ်။အဲ့ဒီအတွက်ကိုဒီမာတဲကအချိန်ရရင်အန်ဖိုးလေပဲအောင်လုတ်သွားပါ၊ကြိုးစားသွားပါပြီးရင်ကိုကဟိုကိုစာကျုပ်စာတန်းနဲ့တွားရမှာဖြစ်ပါတယ်။အဲ့ဒီတော့အလုံရွေးချယ်မှုမှလည်းမှန်ကန်ပါစေ။ မေးပြောတာစာကျုံးလည်းသွားရမှာဖြစ်တယ်ဒီမှာလိုမျိုးတလားလုံးမယ်ထွက်လိုက်မယ်ဆိုတဲ့အလုံးမျိုးတွေမရှိပါဘူးစာကျုံးစာတန်းလည်းသွားရမှာဖြစ်တဲ့အတွက်ကိုတို့သတ်မှတ်ထားတဲ့ date အထိလောက်ကမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကိုကအလုံးရွေးချယ်မှုလဲမှန်ကန်ပါစေအလုံးရွေးတဲ့အခါကျလို့ရှင်လဲကိုရဲ့အခြေခံလာစာဂျပန်နိုင်ငံရဲ့လာစာကြောင့်လည်းပတ်သက်ပြီးမေးရှိဗီဒီယိုမှာပြောပြထားရပါတော့ကိုရဲ့အခြေခံလာစာနဲ့ကိုအတတင်ဘလောက်ကြံမလို့အခွန်လေးနှုတ်ပြီးကိုအတတင်ဘလောက်ကြံမလို့မေးပါသိအောင်လုပ်ပါပြီးရင် OT ရှိလား အချိန်ပိုရှိလားပေါ့နော်ညာဆိုင် night duty ရှိလားမေးပါတချို့တွေကပြောတယ်ဂျပန်တထေးတွေကလစာမေးမကြိုက်ဘူးအဲ့တော့ကြာကိုလုံးမဲ့အလုံးမှာကိုရမဲ့လစာအောင်မသိဘဲနဲ့ကိုကသွားလုံးမှာလားသူတို့ဘယ်လောက်ပေးပေးကိုကလုံးမယ်ဆိုရဲရှိရွယ်ချက်မျိုးရှိတယ်လားသူပြောတာက